ဟုတ်ပြောပြစီရလေးတစ်ခုရှိလို့ပေါ့နော်ဒီနေ့ပေါ့ဘန်ကီဘီစီကိုသွားလိုက်တာပစ္စည်းလုံးလို့ဒါလေးငွေပန်းဝလေးသွားဝယ်လိုက်တာပေါ့နော်ဒါပေမဲ့ငွေကန်ကောင်းဖို့အရာလို့ကိုကဒါလေးလို့တာပေါ့အဲငွေကန်ကောင်းဖို့အရာကငွေပန်းလေးလို့လဲဆိုပြီးဒါလေးကတော့ဟိုဒီကြီးမမတော့မဟုတ်ဘူးဒါမဲ့ဒါနေ့ကတခုတခုကကြောင်းဝယ်လိုက်တာပေါ့နော်အဲနောက်တစ်ခုကပါလဲဆိုတော့အင်းဒီ တော်မြန်မာပြည်ကငွေကန်ကောင်းဖို့လုပ်ချင်တယ်လို့ပြောလာတဲ့လူတွေများတယ်။ဒါပေမဲ့ခုမှမြန်မာဝင်နဲ့ပတ်သက်လို့မရှိဘူးဘယ်လိုလုပ်ရင်ကောင်းမလဲတခြားလူရှိတာလည်းယူလို့မရဘူးလေ။အဒီနေ့တိုက်ဆက်ဆိုင်ကောင်းကောင်းသွားတာအာဒီမြန်မာလူစီးတဲ့ဒီနိုင်ငံပေါ်မှာအာကျွန်တော်တို့စီးတဲ့နိုင်ငံပေါ်မှာပေါ့နော်။အင်းချမ်းပေါ့ချမ်းထိုင်းမျိုးဝင်ပြီးတော့မြန်မာမြန်မာတွေလာဟုတ်တယ်လို့ပြောတော့ဒီမှာလည်းနေလို့မြန်မာနိုင်ငံကပတ်စပ်လေးပေါ့ယူမာလာတယ်လို့ပြောသူကတင်းလာပြီလို့ပေါ့ ကိုရရနဲ့ယူလိုက်တယ်ဒါလေးကကျတော့မြန်မာပြည်သားတွေအတွင်းကိုကန်ကောင်းခြင်းတွေပေါ့ဒီနေ့ကအမတယောက်ကဘန်ကောက်ကိုပြန်ရောက်လာပါပြီရှင်သူစီကလည်းဖလားရလာလို့ရှိရင်ဒီမြေကန်ကောင်းခြင်းတဲ့ဖလားလေးရဲ့ဒီပန်းလေးရဲ့ဒီမြန်မာငွေရဲ့ထိုင်းပန်းငွေရဲ့ထပ်ပြီးတော့အကောင်လုံးကိုငွေကန်ကောင်းခြင်းအောင်ပို့ပေးလို့ရပါတယ်ရှင်ဘုမဲ့နေ့ကိုအတိအကျပြောလာမှာမဟုတ်ဘူးအခုကတော့ဘသူ့ကိုမှခင်းမင်းမသိပါဘူးနော်ဒါလေးကြည့်ပြီးပြတိပေးလိုက်ကြပါစေမြန်မာပြည်သားလူတွေအတွက်မြန်မာငွေရဲ့အရှိကိုကန်တူးနိုင်ပါလို့ရှင်ကျေးဇူးများတင်ပါတယ်